အလုံးမဲမင်္ဂလာပါ view sitter ဌာနအနေနဲ့ကျဆိုပါရစေ။ကျွန်မကတော့ snow ပါ။ဒီကနေ့မေလ15ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ညနာဆင်ရမယ့်သတင်းတွေကတော့ချင်းပြည်တောင်ပိုင်းမင်းတပ်မျိုးနယ်တဲကကျေးရွာတွေ့ရကိုယနေ့မနက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်စီကပုံကျဲတိုက်ခတ်ရမှာကလေးငယ်တအူအပေါင်းဝင်အရက်သား3ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့ KAO ကထာဟောင်းဦးလျော်ဆောင်ခရဟာယနေ့မေလ15ရက်မနက်မှာလူကြီးရောဂါဖြစ်ခွင့်လွန်သွားပါတယ် အရတပြည်သူတွေကိုနေဆင်ပုံကျဲတပ်ဖြတ်နေတဲ့စစ်ကောင်စီထံလေရင်စီတင်ပို့နေတဲ့နိုင်ငံတွေကိုပိတ်ဆို့အရေးယူဖို့အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားနိုင်ငံကို fortify right လို့အခွင့်အရေးဆောင်ချီအဖွဲ့ကတောင်းဆိုလိုက်တဲ့သတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ ချင်းပြည်တောင်ပိုင်းမင်းတမြို့နယ်တဲကကျေးရွာတွေ့ရကိုယနေ့မနက်ပိုင်းမှာအစံဖက်စစ်ကောင်စီကပုံကျဲတက်ခတ်ရမှာကလေးငယ်တဦးအပါအဝင်အရက်သား၃ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ယနေ့မေလ15ရက်မနက်9:40မိနစ်ဝန်းကျင်မှာမင်းတမြို့နယ်တိုက်နယ်အမှတ်1တဲကကျေးရွာတွေ့ရကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီကပုံကျဲတက်ခတ်ခဲ့တယ်လို့မင်းတက် data ခန့်တဦးကပြောပါတယ်။ ဘုံကျဲတိုက်ခိုက်မှုကြောင့်6တန်းအရွယ်ကလေးငယ်တဦးအသက်30ကျော်အရွယ်အမျိုးသမီးတဦးနဲ့လူငယ်အမျိုးသားတဦးတို့သေဆုံးခဲ့ရတာလို့ဆိုပါတယ်။ဒါအပြင်နေအိမ်ဆယ်လုံးကျော်လည်းထိခိုက်ပျက်စီးခဲ့ပြီးတချို့အိမ်မှာမိလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီကင်းစင်ပြီးဖြစ်တဲ့မင်းတမျိုးကိုစစ်ကောင်စီကမကြခဏပုံကျဲတိုက်ခိုက်လေးရှိပြီးမေလ9ရက်နေ့ကလည်းမင်းတမျိုးပေါ်တနေရာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ကအစိုးရဌာနအဆောက်အဦနဲ့ပြည်သူနေအိမ်15လုံးလောက်ပျက်စီးခဲ့ရတယ်လို့မင်းတမျိုးနဲ့ပြည်သူ့အချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ ကချင်လွတ်လည်ရဲ့ဖွဲ့ခဲအိုဥက္ကဋ္ဌဟောင်းဥလျောဆောင်ခရဟာယနေ့မေလ15ရက်မနက်မှာလူကြီးယောဂဖြစ်ကွယ်လွန်သွားတယ်လို့သိရပါတယ်။အသက်89နှစ်အရွယ်ရှိပြီဖြစ်တဲ့ဥဆောင်ခရဟာမေလ15ရက်နနက်9:15မိနစ်မှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ခရဥက္ကဋ္ဌဟောင်းဥလျောဆောင်ခရဟာ1969ခုနှစ်မှာကချင်လွတ်လည်ရဲ့တမတော် KIA တို့စတင်တောင်းဝန်ထမ်းဆောင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ 2006ခုနှစ်ဇူလိုင်ကနေ2018ခုနှစ်ဒီဇင်ဘာလအထိ KIO မှာဥက္ကဋ္ဌတာဝန်ကိုတာဝန်ထမ်းဆောင်ခဲ့ပြီးနောက်2018ခုနှစ်မှာတာဝန်ကနေအနာယူကလက်ရှိဥက္ကဋ္ဌဘူချုပ်ကြီးအင်ဘန်လာကဆက်ခံခဲ့တာဖြစ်ပါတယ်ကချင်လူလရဲ့အဖွဲ့ကို1960ပြည့်နှစ်အောက်တိုဘာလမှာစတင်ဖွဲ့စည်းခဲ့ပြီးနောက်ကချင်လူမျိုးရေးတမတော် KIA ကို1962ခုနှစ်ဖေဖော်ဝါရီလမှာဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ် KOKA တပ်ဖွဲ့ဟာလက်ရှိဆင်နွှဲနေတဲ့မြန်မာ့နေဦးတော်လှန်ရေးမှာလဲပြည်သူ့ကကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူဆရာနာရှင်စနစ်ကိုစန့်ကျင်တော်လှန်တိုက်ခိုက်နေပြီးကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဗန်းမော်မြို့မှာလဲတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်မှာနှစ်ပေါင်း36နှစ်ကြာအခြေစိုက်တပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့တားလဲပြူဟာစခန်း တိုက်ခိုက်သိမ်းပိုက်တဲ့အခြေအနေကိုကရင်အမျိုးသားအစည်းအရုံးခဲညူဘဟုကဒီကနေ့မှာဓာတ်ပုံတွေနဲ့တကွထုတ်ပြန်လာပါတယ်။စစ်ကောင်စီရဲ့ခလာယာနှစ်လေးနဲ့အမြောက်တပ်အမတ်တာ3112တို့အခြေစိုက်ထားတဲ့တညာကျိုးခဒါလက်ဗျူဟာစခန်းကိုမေလ13ရက်နေ့ည9:00နာရီအချိန်ခန့်မှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ စကန်တိုင်းတိုက်ပွဲအတွင်းစစ်ကောင်စီဖက်ကပူကြီးတအူအပါဝင်ကိုဦးသေဆုံးပြီးဒုတရင်မှုနဲ့တပ်သားတချို့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တာလဘျူဟာစကန်ကိုမြန်မာစစ်တပ်က1989ခုနှစ်မှာစတင်တိစောက်ခဲ့တာဖြစ်ပြီးစကန်တိစောက်ပြီးချိန်ကစလို့ဒေသပြည်သူတွေဟာလွတ်လပ်စွာသွားလာလောက်ကိုင်းစားတော့ခွန်ကအစဆုံးရှုံးခဲ့တယ်လို့ KNU ကဆိုပါတယ်။ ရှန်ကရနီနဲ့ဆက်ဖဲခုံမြို့နယ်အနောက်ဖက်ချမ်းကဘန်ကောက်စစ်ဆောင်စခန်းကိုစစ်ကောင်စီကမင်းညားမှာ လေကြောင်းကနေပေါင်900ပုံနဲ့ထမှန်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဘန်ကောက်စစ်ဆောင်စခန်းကိုစစ်ကောင်စီကမေလ14ရက်ည8:40နာရီမိနစ်ဝန်းကျင်အချိန်ခါမှာ Jet Fighter နဲ့ပေါင်900ပုံနှလုံးကျဲချခဲ့တယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်လူထိခိုက်မှုမရှိပေမဲ့အဆောက်အဦတချို့ထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ စစ်ကောင်စီဟာဘန်ကောက်စစ်ဆောင်စခန်းကိုပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလနဲ့နိုဝင်ဘာလတို့မှာလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနှစ်ကြိမ်တိုက်ခိုက်မှုမှာအသက်15နှစ်အရွယ်ကလေးငယ်ပါဝင်စစ်ပေးဆောင်၁၁ဦးသေဆုံးခဲ့ရပါတယ်။စစ်ကောင်စီကငလျင်ပေးတင်ပြန်လဲထူထောင်ရေးအတွက်ဆိုပြီးမေလ31ရက်နေ့အထိအပြည့်ရကြောင်ကြေညာထားပေမဲ့နိုင်ငံတော်ဝန်လုံးကိုလေကြောင်တိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ ရခတ်တက်တော်အေအေသိမ်းပိုက်ထားတဲ့ရခိုင်ပြည်နယ်ရသေတောင်နဲ့၆တောမြို့နယ်တွေကကြေးရွာတွေကိုစစ်ကောင်စီတပ်ကနှစ်ရက်ဆက်တိုက်လေကြောင်းနဲ့ပုံကျဲတက်ခတ်ခဲ့တာကြောင့်အရက်သားပြည်သူ၁၄ဦးသေဆုံးခဲ့တယ်လို့အေအေကပြောပါတယ်။မေလ၁၃ရက်မနက်စင်နာရီကျော်ခန့်မှာရသေတောင်မြို့နယ်ထွန်းရွေရွာဟောင်းကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်900ပုံနှလုံးကျဲချတက်ခတ်မှုကြောင့်ပြည်သူ၁၂ဦးသေဆုံးက23ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ မနေ့မေလ14ရက်ညနေ4နာရီဝန်းကျင်မှာလဲကြောက်တော်မျိုးပေါ်ကလူနေရက်ွက်တဲ့ကိုဂျက်ဖိုက်တာနဲ့ထမှန်ပုံချဲခဲ့တာကြောင့်ပြည်သူ၂ဦးသေဆုံးခဲ့တယ်လို့အရခတက်တော်ကမေလ14ရက်ကထုတ်ပြန်ပါတယ်။ထွန်းယူဝေရွာဟောင်းပုံချဲမှုဖြစ်စဉ်မှာသေဆုံးသူအများစုဟာအမျိုးသမီးတွေဖြစ်ပြီးအသက်83နှစ်အရွယ်သက်ကြီးရွယ်ဦးကဆာလို့အသက်2နှစ်အရွယ်ကလေးသူငယ်ပါပါဝင်ပါတယ်။ မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်အလွန်လူသားချင်းစာနာမှု ပြန်လည်ထူထောင်ရေးအတွက်အေအေအပါအဝင်မြောက်ပိုင်းညီနောင်၃ဖွဲ့နဲ့စစ်ကောင်စီတို့ကမေလ31ရက်အထိအပြစ်ရက်ကာလသက်တမ်းတိုးမြင့်ထားကြပေမဲ့စစ်ကောင်စီကတော့နိုင်ငံတော်ဝန်လုံးကိုလေချောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။ခုလိုအပြစ်ရက်ကာလအတွင်းစစ်ကောင်စီကပြည်သူတွေအပေါ်တိုက်ခိုက်နေတာကို ပြင်းထန်စွာရှုတ်ချတယ်လို့အေအေကပြောပါတယ်။ မကွေးတိုင်းကံကောင်းမြို့နယ်လာပို့ချေရွာစတင်ကြောင်းကိုမေလ14ရက်နေ့ည7:00နာရီ24မိနစ်အချိန်ခန့်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။တရားဥပဒေစိတ်ကနဲ့တက်လာတဲ့ MIG 29တိုက်လေရင်ဖြစ်ပုံချက်မှုကြောင့်လာပို့ချေရွာစတင်ကြောင်းခရီးစတင်ခန့်မှာဆောင်းခလဲကနေနေပြီးကြိုကြပျက်စီးသွားတယ်လို့ရော့အလင်းတန်းကဆိုပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူအထိခိုက်မရှိဘူးလို့သိရပါတယ်။ စစ်ကောင်စီဟာရောဒေတာကန်ကောခိုင်တဲကနေရအတော်များများကိုမေလတရက်နေ့မတိုင်ခင်ကတည်းကနေ့စဉ်ရက်ဆက်လေးချောင်းတိုက်ခိုက်မှုပြုလုပ်နေတာဖြစ်ပါတယ်။အရက်သားပြည်သူတွေကိုနေ့စဉ်ပုံကျဲတက်ဖြတ်နေတဲ့စစ်ကောင်စီထံလေရင်စီတင်ပို့နေတဲ့နိုင်ငံတွေကိုပိတ်ဆို့အရေးယူဖို့လက်ရှိအာဆီယံအလဲကျဥက္ကဋ္ဌတောင်းဝင်ယူထားတယ်။မလေးရှားနိုင်ငံကို Fortify Right လူအခွင့်အရေးဆောင်ကြီးအဖွဲ့ကတောင်းဆိုလိုက်ပါတယ်။ မလေးရှားနိုင်ငံအနေနဲ့မြန်မာနိုင်ငံကရက်သားတွေကိုကာကွယ်ဖို့အစီအမံတွေအစိုးပြုတင်ပြီးစစ်ကောင်စီကိုလျင်စီလက်နက်နဲ့နိုင်ငံရေးဆိုင်ရာအထောက်အပံ့အတိမတ်ပြုမှုရရှိခြင်းကနဲ့တားဆီးဆောင်ရွက်မှုမှာပါဝင်တဲ့လို့ Fortify Right ကမေလ14ရက်မှာတောင်းဆိုပါတယ်။ American အပအဝင် နိုင်ငံတကာအစိုးရတွေက အာဏာသိမ်းစစ်ကောင်စီကိုလျင်စီရောင်းချမှုနဲ့လွှဲပြောင်းမှုတို့ကို ပြမှတ်ထားပိတ်ဆိုအရေးယူမှုတွေလှုပ်ထားပေမဲ့နိုင်ငံတကာစည်းကွက်ကလည်းလျင်စီဆက်လက်ဝယ်ယူရရှိနေပြီးအရက်သားတွေကိုသိစေနိုင်တဲ့တိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။မေလ12ရက်ကစကိုင်းတိုင်းဒီပင်ရင်မြို့နယ်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲအိုတိန်တွန်းချေရွာစတင်ကြောင်းကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့လို့ဆရာမ2ယောက်အပါအဝင်ចောင်းသားចောင်းသူစုစုပေါင်း24ယောက်သေဆုံးခဲ့ရပါတယ်။ စစ်ကောင်စီကကြေညာထားတဲ့အပြစ်ရဲကာလအတွင်းမှာပဲအရက်သားတွေအပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုတွေမြင့်တက်လာတယ်လို့လဲ Fortify Right ကထောက်ပြပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရအညူကြီးရဲ့စည်ရင်အရာ2024ခုနှစ်ဇန်နဝါရီလတရက်ကနေ2025ခုနှစ်မေလ12ရက်အထိလေးချောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း2669ကြိမ်ဖြစ်ခဲ့ပါတယ် စကိုင်းတိုင်းမှာအများဆုံးဖြစ်ခဲ့ပြီး609ချိန်အထိဖြစ်ပွားခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုတွေကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့3043ဦးသေဆုံးခဲ့ပြီး9223ဦးဒဏ်ရာရှိခဲ့တယ်လို့ဆိုပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။